ရသခင်ယေရှုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတော်အားဖြင့်သူတို့ကဆင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်လုကာခရစ်ဝင်ခန်းကြီး30အပိုင်းငယ်31မှ32ထိုလန်းတို့ယေဘရဟိတယောက်သည်အမတ်တမဲ့သွား၍ထိုလူနာကိုမြင်လင်လွှဲရှောင်၍သွားလေ၏ထိုနီးတူလေဝိလူတယောက်သည်ထိုရက်တို့ရောက်သောအခါလာ၍ကြည်မြင်လင်လွှဲရှောင်၍သွားလေ၏ ဂျွန်ဒီနိုကဘတ်တော်ကတော့သခင်ရှုကိုစုံစမ်းနောက်ဆက်ခြင်းကဂျန်တက်တယောက်ကမေးတဲ့မေးခွန်းကိုပြန်ဖြေတဲ့အခါမှာအသုံးပြုတဲ့ဥပမာလေးတွေအကြောင်းအရာဖြစ်ပါတယ်။ဂျန်တက်တယောက်ကသခင်ရှုကိုထာဝရသက်အမွေခံရဖို့ဘလို့လုပ်ရမလဲဆိုပြီးတော့စုံစမ်းနောက်ဆက်ခြင်းကမေးပါတယ်။သခင်ရှုကပြန်ဖြေတယ်။ပြည့်ညတ်တိချမ်းမှာဘလို့လာလဲမင်းဘလို့ဖတ်မိလဲလို့မေးတဲ့အခါမှာအဲ့ဒီလူကသင်းပြားငင်ထောက်တော့ဘုရားကိုစိတ်လုံးအကျွင်းမဲ့အစွမ်းတတ်တဲ့ရှိသမျှအညံရှိသမျှနဲ့ချစ်ရမယ်။ ကိုနေဆက်ဆိုင်တော်သူကိုကိုနေမြချစ်ရမယ်လို့ပြန်လျှောက်တဲ့ခါမှာသခင်ရှုကမင်းရဲ့စကားမှန်တယ်။အဲ့ဒီလိုလုပ်မယ်ဆိုရင်အသက်ကိုရမယ်လို့ပြောပါတယ်။ဖခင်သခင်ကိုချစ်ရမယ်ကိုနေဆက်ဆိုင်တော်သူကိုကိုနေမြချစ်ရမယ်။အဲ့ဒီခါမှာအဲ့ဒီကျမ်းသက်ကဘာဆက်မိလဲဆိုရင်တော့ကျွန်ုပ်နဲ့ဆက်ဆိုင်တော်သူကဘယ်သူလဲလို့သူအပြစ်မရှိတယ်လို့ဟန်ပြုတ်ပြီးတော့သခင်ရှုကိုပြန်မေးပါတယ်။သခင်ရှုကကိုနေဆက်ဆိုင်တော်သူဆိုတာဘယ်လိုလူလဲဆိုတာကိုဥပမာလေးဇာလန်းလေးတစ်ပုဒ်နဲ့ရှင်းပြပါမယ်။ တခါကလူတစ်ယောက်ကယေရုရှလင်မြို့ကနေပြီးတော့ယေရီခေါမြို့သွားတဲ့လမ်းမှာအဲ့ဒီလမ်းကတောင်ကြားလမ်းဖြစ်တဲ့ကြောင့်ဓမြတွေရှိတတ်တယ်။ဓမြနဲ့တွေ့ပြီးတော့တဲ့အဲ့ဒီလူကဓမြတိုက်ခိုင်းရတယ်။အဝတ်စားတွေကိုချွတ်ယူပြီးတော့နာကျင်စွာရိုက်နှက်ပြီးမှသေလူမတက်ရှိတဲ့ခါမှာတဲ့အဲ့ဒီလူကိုပြစ်သွားတယ်။အဲ့ဒီလမ်းကိုတဲ့အရင်ဦးဆုံးရောက်တာကတော့ယေဘရဟိဖြစ်တယ်။ယေဘရဟိဆိုတာကတော့ဖျားသခင်ခန့်အပ်ထားတဲ့ဖျားရဲ့အမှုတော်ဆောင် ရစ်ပူဇော်ခြင်းအလုပ်ကိုသူပဲလုပ်ခွင့်ရှိတယ်။အာယုံရဲ့အမျိုးနွယ်ကနေဆင်းသက်လာတယ်။ဖခင်ရဲ့အမှုတော်ကိုဆောင်ရတဲ့ဖခင်လူဖြစ်ပါလေ။အဲ့ဒီယေဘုဟိကအဲ့ဒီလမ်းကိုအရင်ဦးဆုံးရောက်တာဖြစ်တယ်။လူနာကိုသူမြင်ပါလေတဲ့။ဒါပေမဲ့သူလွှဲဆောင်သွားတယ်။တလောက်သွေးတွေနဲ့နာကျင်စွာရိုက်နှက်ခံထားရတဲ့လူနာကိုမြင်ရတာနဲ့လွှဲဆောင်သွားတယ်။ဘာကြောင့်လဲဆိုရင်တော့သူကသူ့ရဲ့ဗိမာန်တော်မှာလောက်အောင်အလုပ်တွေရှိတယ်။ဒီလူနာကငါနဲ့မဆိုင်ပါဘူး။ ငါအလုကဖျားသခင်ကိုရစ်ပူစော်ဖို့လူတွေကိုကိုးကွယ်ခြင်းမှာဥဆောင်ဖို့ဒီဗိမာန်တော်ဆိုင်တဲ့အလုပ်တွေကိုငါလုပ်အောင်မှာဖြစ်တယ်ဒါကြောင့်မို့သူကလွှဲရှောင်သွားတယ်နောက်တော့တယောက်ရောက်လာတယ်အဲ့ဒီလူကလည်းဖျားအမှုတော်ဆောင်ပါပဲလေဝိလူလို့ခေါ်ပါလေသူကယေဘရဟိထက်တော်အဆင့်နှိမ့်တယ်လေဝိလူကဒီတဲတော်နဲ့ဆိုင်တဲ့ကိစ္စတွေကိုသူကလုပ်ရတယ်ဖျားနဲ့ဆိုင်တဲ့ဝေယဝိစာတွေကိုယေဘရဟိကိုကူညီရတဲ့လူဖြစ်ပါတယ်အဲ့ဒီလေဝိလူကလည်းရောက်လာတဲ့အခါမှာတဲ့ကြည်မြင်ပြီးတဲ့အခါမှာလွှဲရှောင်သွားတယ် ဒီဘာသာရေးသမားကလည်းဒီလူနာကို မြင်ရတာနဲ့မကူညီပေးဘူးလွှဲဆောင်ပါလေအဲ့ဒီလမ်းကိုအဲ့ဒီရေဒီခေါ်လမ်းမှာပေါ့ရှမာရီလူတယောက်ရောက်လာတယ်ရှမာရီလူဆိုတာကတော့ဣသရေလလူမျိုးတွေကလူမျိုးရေးခွဲခြားထားတဲ့မျိုးမစစ်ဘူးဆိုတဲ့အမျိုးနွယ်ဖြစ်ပါလေဣသရေလလူမျိုးနဲ့အခြားသောအမျိုးနွယ်တွေရတဲ့အခါမှာမျိုးမစစ်ဘူးဒါကြောင့်မို့ရှမာရီလူလို့သူတို့ကတတ်မှတ်ပါအဲ့ဒီရှမာရီလူကအဲ့ဒီနေရာကိုရောက်တဲ့အခါမှာလူနာကိုသူတွေ့တယ်သူကတော့တတရလူဖြစ်တယ် သူတွေ့တဲ့အခါမှာတဲ့ဂယုနာစိတ်ရှိပြီးတော့ချင်းကပ်ပြီးတော့အဲ့ဒီလူနာရဲ့အနာတွေကိုစီနဲ့စပိရထဲ့တယ်ပြီးရင်အဝတ်နဲ့ပတ်စည်းတယ်သူ့ရဲ့တလိမ့်ဆံပေါ်မှာသူတင်ပြီးတော့ဇရက်တစ်ခုကိုစောင်းသွားပြီးတော့သူကပြုစုတယ်မနှက်ပြန်နေမှာသူကအဲ့ဒီဇရက်ကနေထွက်ပြီးတော့ဒေနာကြီးနှစ်ပြောင်းထုတ်ပြီးတော့ဇရက်ရှင်ကိုသူပေးတယ်ဒီလူကိုကြည့်ရှုပြုစုပါပြောင်းအောင်ဒီအနာတွေကိုကုပေးပါကုံသမ ्या ကိုသူပြန်လာတဲ့အခါဆက်ပေးပါမယ်လို့သူကပြောပါတယ် အဲ့ဒီခါမှာသခင်ရှုကကုနာကကိုနှင်းဆက်ဆိုင်သောသူကဘာလုပ်လဲလို့မေးတဲ့ကြံတက်ကိုပြန်ပြောတယ်။ဒီ၃ယောက်မှာယေဘရောဟိရဲ့လေဝိရဲ့ရှမာရိလူရဲ့ဒီ၃ယောက်မှာအဲ့ဒီဓမြလက်ကိုရောက်တဲ့လူနာနဲ့ဘသူကဆက်ဆိုင်တယ်လဲလို့မေးတဲ့ခါမှာကြံတက်ကလူနာကိုတနာသောသူသည်ဆက်ဆိုင်သောသူ ဖြစ်ပါတယ်လို့ပြောတဲ့ခါမှာယေရှုကသင်သည်တွား၍ထိုနည်းတူပြုလောလို့မိန့်တော်မူခဲ့ပါတယ်။တခါတည်းမှာကျွန်တော်တို့ရဲ့ဘဝတရားထဲမှာ ကိုနဲ့ဆက်ဆိုင်သောသူဟာကိုရဲ့မိသားစုဝင်ကိုရဲ့အနီးအနားမှာရှိတဲ့လူကိုနဲ့အဆွေမျိုးတော်တဲ့လူတွေကိုပဲကျွန်တော်ကပြင်းပြင်းမိတတ်ပါတယ်တကယ်တော့ကျွန်တော်နဲ့ဆက်ဆိုင်သောသူဟာကျွန်တော်တို့ရဲ့မျက်စိရှိမှဒုက္ခရောက်နေသောသူဖြစ်ပါတယ်လူအပ်နေသောသူဖြစ်တဲ့အငယ်ဆုံးသောသူတွေမုန်ဆုံးမမိပါမဲ့ဆင်းရဲသားဒုက္ခရောက်နေသောသူတွေအခက်ခဲတွေ့ကြုံနေတဲ့သူမြည်သူမဆိုကျွန်တော်နဲ့ဆက်ဆိုင်သောသူဖြစ်ပါတယ်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ကြည့်တဲ့အခါမှာ ပထမဦးဆုံးအဲ့ဒီဓမြတိုက်ခံရတဲ့ဒံယာတွေနဲ့လမ်းဘေးမှာလဲနေတဲ့ယေရီခေါလမ်းကို အရင်ဦးဆုံးရောက်တဲ့သူကတော့ယေဘရဟိဖြစ်တယ်။ဖယားသခင်ကဖယားလူကိုဦးစားပေးပါတယ်။ဒီယေဘရဟိကောင်းကြီးရဖို့အတွက်သူ့ကိုအရင်ဦးဆုံးလူနာနဲ့တွေ့စေတယ်။ဒုတိယရောက်လာတဲ့လူကလေဝိလူဖြစ်ပါတယ်။သူလည်းဘာသာရေးသမားပဲ။ဒီဖယားလူကိုလည်းဖယားကဦးစားပေးပါတယ်။ဒါပေမဲ့အဲ့ဒီဘာသာရေးကောင်းဆောင်နှစ်ယောက်က လူနာကိုလွှဲရှောင်သွားတယ် လူတွေစွန့်ပစ်ထားတဲ့အမျိုးမစစ်ပါဘူးလို့ပြောထားတဲ့ရှမာရီလူကတော့အဲ့ဒီလူနာကိုပြုစုပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ဒီဥပမာလေးကနေကျွန်တော်ခွန်အားယူစရာအကြောင်းကတော့ဘုရားသခင်ကကျွန်တော်တို့ကိုဦးစားပေးတယ်နော်။ယေဘရောဟိကိုဦးစားပေးပါတယ်။လူနာကိုအရင်ဆုံးတွေ့စေတယ်။လေဝိလူကိုလည်းဦးစားပေးပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကအဲ့ဒီကောင်းကြီးမင်္ဂလာကိုလွှဲရှောင်သွားတယ်တကယ်တော့ဘဝအတ္တတားထဲမှာဒုက္ခရောက်တဲ့သူတွေကျွန်တော်နဲ့တွေ့ဆုံရတဲ့သူတွေကကျွန်တော်တို့ဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးတွေဖြစ်ပါလေ သူတို့ကိုမလွှဲမရှောင်သွားဘဲနဲ့ကျွန်တော်ကိုကူညီဖို့ဘုရားသခင်ကအလိုရှိတာဖြစ်ပါတယ်။အဲ့ဒီလိုကူညီတဲ့နေရာမှာလဲကျွန်တော်တို့ကိုအားကိုးဖို့ကျွန်တော်တို့ကဘုရားနေရာဝင်ယူဖို့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ကူညီပေးခြင်းအဖြစ်အသက်ရှင်တဲ့ဘုရားကိုသူတို့သိစေဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ခြေသုံးကျော်စီတိုင်းယေရီခေါလမ်းမထက်မှာကောင်းကြီးရဖို့ဘုရားသခင်ကပြင်ဆင်ထားတော်ညာလေယေဘရဟိလေဝိဖျားမှုလိုဆောင်တွေကကြော်သွားတယ်။တပါးအမျိုးသားဖြစ်တဲ့ရှမာရိလူကသာလင်အဲ့ဒီကောင်းကြီးကိုရရှိသွားခဲ့တယ် သင်ကိုယေရီခေါလမ်းမထပ်မှာရောက်တဲ့ခါမှာအဲ့ဒီလိုလူမျိုးကိုကြော်သွားမှာလားလိုအပ်နေတဲ့သူတွေဒုက္ခောက်တဲ့သူတွေသင်ဝင်ကျင်မှာအများကြီးရှိပါတယ်ကြော်မသွားဘဲနဲ့ကောင်းကြီးမင်္ဂလာဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးဖြစ်တယ်ဆိုတာကိုခံယူပြီးတော့နိုင်တဲ့လောက်မာဇာကူညီခြင်းအဖြစ်ဘုရားသခင်ကောင်းကြီးကိုရယူနိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေ